မတန်းညာဒေတာတက်နေရမှာဖြစ်ပါတယ်။အင်းတောင်ဆိုတဲ့ကန်ကြီးတကန်ရှိပြီးတော့ကန်ကြီးဟာအင်းဆိုတဲ့တိုင်းအယံကိုကြီးမားပါတယ်။ဒီကြီးကန်ကြီးရဲ့ပပက်လေမှာအင်းတောင်ကျောင်းလဲလဲကိုကျုပ်ကုံပေလန်ကုံကြက်တကောင်အစရှိတဲ့ရွာကြီးတွေဟာပပက်လေမှာတည်ရှိလို့တရားနဲ့တရားသွားလာတဲ့အခါမှာလဲရေကန်ကြီးကိုပြတ်တန်းလို့ရေလန်းခီးနဲ့သွာလာနိုင်တယ်လို့ကံပေါင်းကိုပတ်ပြီးကုံလန်းခီးနဲ့လဲသွာလာနိုင်ပါတယ်။ဒီရွာကြီးဟာတရားနဲ့တရားမနီမွေးမှာတည်ရှိပြီး ရွာမှာရှိတဲ့ရွာသူရွာသားတွေကတော့ရေကန်ကြီးကရေကိုတည်ယူလို့လဲယာအိုးရင်ချက်နဲ့စိုက်ပျိုးမွေးမြူရေလုပ်ငန်းတွေကိုလုပ်ကင်ကြပါတယ်။ပြီးတော့ကန်ကြီးကိုအမိတွေဟဲ့ပြုလို့တန်ခါအလုံးနဲ့အတက်မွေးကြသူတွေလည်းရှိပါတယ်။ဒေသတွေနဲ့မှာကျက်တကောင်းရွာကဦးဆန်လင်းနဲ့ဒေါ်မမဝင်းတို့လင်မယားနှစ်ယောက်လည်းအပါဝင်ဖြစ်တယ်။ဦးဆန်လင်းတို့လင်မယားနှစ်ဦးဟာဘဝတသက်တာကာလပတ်လုံးတန်ခါအလုံးနဲ့သာအတက်မွေးကြပါတယ်။ဦးဆန်လင်းစီမှာတမိကြီးပဲ၃ယောက်ရှိလို့တမိကြီးဆုံးဟာ အသက်15နှစ်ခန့်ရှိကခိုင်ဝါလွင်လို့ခေါ်တယ်။အဲ့ဒီသမီးကြီးရဲ့အောက်မှာတော့သမီးအလက်သူစားလွင်နဲ့သမီးငယ်မူမူလွင်တို့၃ယောက်ရှိပြီးသမီးတယောက်နဲ့တယောက်ဟာတစ်နှစ်နှစ်နှစ်လာအသက်ကွာပါတယ်။ဂျိန်းဆိုတဲ့မိုးချင်းတန်တစ်ချက်ထွက်ပေါ်လာပြီးတဲ့နောက်ဦးဆန်လေးနဲ့ဒေါ်မမဝင်းတို့ဟာလေကလေးကိုလှောက်ခတ်လာလို့ငါဖမ်းဖို့အတွက်ဆန္ဒခဲ့ကြတယ်။ညနေအတော်စောင်းနေပြီဖြစ်ကောင်းကင်တစ်ခွင်လုံးမှာလဲနတ်မောင်လှတာမို့လို့မိုးသားတိမ်ဆိုင်တိမ်လေးတွေဟာ အုပ်စိုးမှုထားတဲ့အတွက်အရင်တုန်းကထက်ပေါ်ပြီးတော့မောင်းနေတယ်။ဒီများမကသေးပဲနဲ့ဘူးဆန်လင်းတို့လင်မြန်းနေဟာမနေ့ပိုင်းချိန်ကစကားများပြီးကတောက်ကစားဖြစ်ထားတာကြောင့်တယောက်နဲ့တယောက်လှော်လို့လုံးဝစကားမပြောဘဲလေကိုလှောက်ခတ်လာပါတယ်။အမဝင်းကြီးငါတို့ဒီညတော့ဒူးထောင်ကျုံးဘက်ကိုသွားပြီးတော့ငါတက်မယ်။ကြည့်နေလို့အောင်တော့အဲ့ဒီနေရာကတက်ပြီးတော့တရေချောက်တယ်မဟုတ်လား။ဒေါ်မမဝင်းကပြန်လဲပြောဆိုတဲ့အခါဦးဆန်လင်းကတဟာဟာနဲ့ ဟဲ့ဟဲ့ပပရေမောတယ်။အောင်မငါကဒီအင်းကြီးထဲမှာနှစ်ပေါင်းများစွာငါးထောင်လာတဲ့ကောင်မကွာ။မင်းကြောက်တယ်ဆိုရင်နေခဲ့ပေါ့အမဝင်။ဒေါ်မဝင်းကလက်ယောက်ျားကိုမျက်ဆောင်ထိုးတယ်။တော်စမ်းပါရှင်။အမဝင်းနဲ့တဝမ်းမဲ့ရှိတယ်။ကျုပ်ကတရေဆိုကြောက်ဖို့မပြောနဲ့။ဖက်ဖက်ပြီးတော့မှနပန်းတော်လုံလိုက်ချင်တာ။လင်များနှစ်ယောက်တယောက်နဲ့တယောက်စကနိုင်လှုပ်ပြီးခလေကိုလှောက်ခတ်လိုက်ရ။တနားရီလောက်သာလှောက်ခတ်ပြီးတဲ့အခါမှာတော့ဒူးထောင်ကျုံကိုရောက်ရှိလာတယ်။ ဒီနေ့ဟာတစ်ပင်ကြီးတွေနဲ့အုံဆိုင်နေပါတယ်။တစ်ဖက်မှာလည်းအင်းတောင်းရွာရဲ့တုတ်တန်ကြီးရှိတာကြောင့်တစ်ပင်ကြီးတွေအုံဆိုင်နေတယ်လို့ဒိုးထောင်ကျုံးလို့ခေါ်တဲ့ကျုံးကြီးပေါ်မှာလည်းနှစ်ချုပ်တဲ့တစ်ပင်ကြီးတွေဟာလက်တံနဲ့တူတဲ့တစ်ခိုင်းတွေကိုဖြန့်ကျက်လို့တရနေ့တည်းကထိပြီးပိမ့်ပိမ့်မအောင်လို့အုံဆိုင်နေတာကြောင့်မောင်မဲနေပါတယ်။ကြဲပြန်းလာတဲ့အင်းရေပြည်ကြီးထဲမှာအခုလိုကျုံးပေါင်းများစွာရှိတယ်။တချို့ကျုံးတွေကရေပက်ပက်လဲဝိုင်းရနေတဲ့ကျုံးတွေဖြစ်ပေမဲ့တချို့ကျုံးတွေကတော့ကုန်းပြင်နဲ့ထိစက်နေကရေဘော်ကိုငေါထွက်နေတဲ့ ကျုံနေလည်းရှိပါတယ်။လူထောင်ကျုံကိုနွားကူဆုံးလို့လည်းခေါ်ဆိုကြတယ်။ဒေနီယာကုန်းမော်ကစံတန်းထွက်နေတဲ့ကျုံမြေဖြစ်ပြီးတော့နွားတွေကိုတရားနဲ့တရားကိုပို့ခြင်းလဲဒေနီယာကအင်းပြင်းကြီးကိုဖြတ်တန်းကူခိုင်းရတဲ့နေရာလေးဖြစ်တာကြောင့်နွားကူဆုံးနကူဆုံးလို့ခေါ်တွင်ကြခြင်းလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းအများကတော့ဒူးထောင်ကျုံလို့ဆိုလိုက်ရင်အားလုံးသိကြတယ်။ဒူးထောင်ကျုံဆိုတဲ့အမည်ရတာပုံကလည်းထူးဆန်းပါတယ်။ တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အချိန်ကာလမှာမိုးရေဆေးဝါးတွေရောင်းဝယ်ဖောက်ကားကြတဲ့အဖွဲ့တွေဟာဒီအကျုံးကြီးပေါ်မှာအခြေချရင်နဲ့တရက်မှာတစ်ဖက်နဲ့တစ်ဖက်အချင်းများကြကနေမိုးရေဆေးခိုင်းကောင်းဆောင်ကိုတက်ဖြတ်လို့မိုးရေဆေးတွေကိုလုထွားကြတယ်။ခိုင်းကောင်းဆောင်ဟာတေဆုံတဲ့ခါမှာတော့ဒူးထောင်ပြီးတေဆုံနေရကြောင်းဒူးထောင်ကျုံးလို့ခေါ်ဆရာကနေအမည်တွေ့လာခြင်းဖြစ်ပါတယ်။ဒါပေမဲ့ဒူးထောင်ကျုံးရဲ့အမည်ကြော်ကြားခြင်းကတော့ဒီအကြောင်းနဲ့သာမကတိပဲနဲ့ဒူးထောင်ကျုံးအနေနဲ့ဒီဘက်မှာအရန်ကိုတရေအချောက်လှန့်ကျန်းလာကြောင်ဖြစ်ပါတယ်။ ညာဘက်ဆိုတာမပြောနဲ့မနက်ခင်းနေခင်းကြံတော်ကြီးမှာတော့တရေတွေက6လက်လင်ရှိတာကြောင့်တော်တော်လူတွေရှောင်ရှားကြတဲ့နေရာလေးဖြစ်ပါတယ်။ဒါပေမဲ့လည်းဦးဆန်လင်းတို့ကတော့တခါတရံဒီနေရာဘက်ကို9ပိုက်တန်းထောင်လေးရှိတယ်။ဒီနေရာမှာလူအသွားလာပြည့်ယုံတာမကအရှိလေးရပြီးအေးမြတာကြောင့်ငါးကြီးငါးကောင်းတွေကဒီနေရာတစ်ဝိုက်မှာစက်စားနေထိုင်ကြရာတာမန်တန်ငါတွေမတော်ဝင်ကြပေမဲ့အကြောက်လန့်ကင်းတဲ့ဦးဆန်လင်းတို့လင်မယားကတော့ငါးကြီးကြီးမမလိုအပ်တဲ့ခါတိုင်းငါးဖန်းထွက်လေးရှိပါတယ် တန်ကားလိုင်းမိုက်ဆိုတဲ့စကားတိုင်းငါးကြီးငါးကောင်းတွေညအချိန်မှာကြက်စားတက်တာဖြစ်တာကြောင့်ညအုပ်ပိုင်းကလေးကလေမြားနဲ့အောင်လေတစည်းနဲ့ဆင်းလာခဲ့ပြီးဒူးထောင်ကျော်နေမှာငါးပိုက်တန်းကြတယ်။ဒေသခေါ်ရေးသည့်တန်းတယ်လို့ခေါ်ကြတယ်။ငါးပိုက်တန်းကိုတန်းထောင်လို့အထဲမှာရှိတဲ့ငါးတွေကိုစားဖို့အတွက်ငစားလေးထည့်ပြီးတော့ပိုက်တန်းခဲ့တယ်။ဦးဆန်လင်းကလေအုပ်ပိုင်းကလှော်ခတ်လာကငါးပိုက်တန်းတယ်။ဒေါ်မဝင်းကလေပေပိုင်းကထန်ကငါးပိုက်တန်းကြတယ်။ ၎င်းနေတဲ့အချိန်မှာတော့ငါးပိုက်တန်းချင်းပြီးဆုံးသွားတယ်။ပိုက်တန်းကိုတညလုံးတိုးဝင်တဲ့ငါးတွေကိုစောင့်ပြီးတော့ပိုက်တန်းကိုမနံမိုးလင်းကန်ဒီမှာပြန်ဖို့ချင်းဖြစ်တာမို့လို့လင်မယားနဲ့အောင်ပိုက်တန်းပြီးတဲ့အခါမှာတော့လေပေါ်မှာအိတ်ဆက်ကြပါတယ်။လူထောင်ကျုံးမှာငုံဆိုင်ပြီးတော့လေကိုချီနောင်ကအိတ်ကြတယ်။ဦးဆန်လင်းကလေဦးပိုင်းမှာအိတ်ဆက်တယ်လို့ဒေါ်မဝင်းကလေပက်ပိုင်းမှာအိတ်ဆက်တယ်။အိတ်ဆက်နေနေအိတ်မပြောတပြောချင်းမှာလူထောင်ကျုံးမှာလူခြေတန်းကိုကြားတယ်။ခြေတန်းက ရေစမ်းမှာတဆဆနဲ့တောလာနေတဲ့အတန်ရေထဲကိုဆင်းလာတဲ့အတန်။ဦးဆန်လင်တွေ့တာဒေါ်မဝင်းတယောက်ငါးပိုက်ကိုဆင်းပြီးကြည့်ချင်းဖြစ်မယ်လို့တွေးလိုက်တယ်လို့ဒေါ်မဝင်းကလည်းဦးဆန်လင်ဖြစ်မယ်လို့တွေးပြီးတော့နှစ်ဦးစလုံးအိတ်ကြတယ်။ဒီချိန်မှာလေပေါ်ကိုလူတယောက်တက်လာတာကြောင့်လေကငြိမ်ငနေဖြစ်သွားတယ်။ပေပိုင်းမှာအိတ်နေတဲ့ဒေါ်မဝင်းဟာခေါင်းထောင်ကြည့်လိုက်ရာတဘောလုံးမဲနေတဲ့တေးရဲ့ကြီးဒေါ်မဝင်းကိုလုံးပေါ်ကိုတက်ခေါ်ပြီးဒေါ်မဝင်းနဲ့နှပန်းလုံးနေတေးရဲ့မကြောက်တဲ့ဒေါ်မဝင်းကလည်းတေးရဲ့ကြီးနဲ့နှပန်းပြန်လုံးနေ။ လေကမှလေဦးမှအိတ်နေတဲ့ဦးဇလင်ဟာလေကရိမ်းထုတ်နေရကြောင်းလမ်းမီနိုးလာတယ်။ဟဲ့မဝင်။နေအိတ်တာငင်းငင်းအိတ်ဆန်ဘာဖြစ်တာလဲ။ဦးဇလင်ကအောင်းကောင်းလိုက်ပေမဲ့လေကငြိမ်မသွားပဲနဲ့ပို့ပြီးတော့လှုပ်ရင်းလိုက်ရ။ဦးဇလင်ကခေါင်းထောင်ကြည့်ရခါမှာတော့မဲနဲ့နေရဲ့တရေကြီးဟာဒေါ်မဝင်းကိုပုံတက်ပြီးတော့လုံးထွေးနေတာတွေ့ရတယ်။ဟာတရေကြီးပါလား။ဦးဇလင်လည်းတနဘေးမှာခြားထားတဲ့လော်တက်ကိုဖြုတ်ပြီးတဲ့နောက်အဲ့ဒီကောင်ကြီးကိုတဖုံဖုံနဲ့ရိုက်တဲ့ခါမှာတော့ အကောင်ကြီးကချက်ချင်းပဲပျောက်ကွယ်သွားတယ်။အမောင်ဝင်းဘာဖြစ်တာလဲကွာ။ကျုပ်ကျုပ်ကိုလေတရေကနပန်းဖတ်လုံးလို့ဦးစန်းနေတဲ့ဒေါ်မဝင်းတို့လည်းကြောက်လန့်ပြီးငါးပိုက်တန်းတွေကိုတော့မဖော်တော့ဘဲနဲ့အဲ့နေရာကနေအလင်းမြန်လှောခတ်ပြီးတော့ထွက်ပြေးလာခဲ့တယ်။ကြက်တကောင်ရွာကြီးမှာတော့ဒေါ်မဝင်းတယောက်ဒူးထောင်ကျုံမှာတရေကြီးနဲ့နပန်းလုံးခဲ့တယ်ဆိုတဲ့တဲ့င်းဟာတောင်မီပမာပြန့်နှံ့သွားပါတယ်။ဒေါ်မဝင်းတို့လည်းများလဲနောက်ဆိုအဲ့ဒီဒူးထောင်ကျုံကိုမသွားဖို့ဆုံးဖြတ်လိုက်တယ်လို့ တခြားရွာသူရွာသားတန်ဃာသားတွေလည်းလုံးဝတူထောင်ကြုံကိုမသွားတော့ဘူးအဲ့ဒီဖြစ်ပျက်တွေဖြစ်ပွားပြီးတလားကန်ကြမှာတော့ဒေါ်မဝင်းတယောက်ရာတီသွေးမပေါ်တာကြောင့်လက်တယ်နဲ့စမ်းကြည့်ရကိုဝင်ရှိနေပြီဆိုတာကိုသိလိုက်ရတယ်ထူးဆန်းလိုက်တာမဝင်းညီလေးအသက်ပဲ40ပြည့်ဖို့တစ်နှစ်ပဲလိုတာအခုမှကိုဝင်ရတယ်လို့ဟိုတာသမီရတာပဲတော့ထွားဘာဖြစ်လဲတာသမီကတော့တာသမီလေးဒါပေမဲ့ကို့အသက်ကိုလည်းပြန်ကြည့်ရောနေတစ်ခုခုဖြစ်ရင်ခလေးရောလူကြီးပါထိခိုက်လိမ့်မယ် ဦးစလင်ကတော့ပြောရှင်နေပါတယ်။ဟုတ်တယ်မဝင်။နင်အင်းတဲကိုမစင်းနဲ့တော့အိမ်မှာပဲနေ။ငါ့ကိုသာတားလေးမွေးပေးစမ်းပါ။ဦးစလင်ဟာခလေးသုံးယောက်မွေးထားပေမဲ့သမီးကြီးသာဖြစ်တာကြောင့်တားယောက်ကြလေးလိုချင်တယ်။ဦးစလင်ပြောရသလိုသမီးတွေကလည်းအယံကိုပြောရှင်နေ။ဒီလိုနဲ့ကိုလာလွယ်ဆဲလာဘွားဆိုတဲ့တိုင်းမြန်မာတက်ခဲ1362ခုနှစ်ကစုံလဆန်12ရက်တနင်္လာနေ့မနက်7:00နာရီချိန်မှာတော့ဦးစလင်တောင်းတထားတဲ့တိုင်းဒေါ်မာဝင်းတယောက်တားယောက်ကြလေးကို ားမြင်ခဲ့ပါတယ်။အမတွေကမောင်လေးရတဲ့အတွက်အယံကိုပြောချွင်ကြတယ်။အမအကြီးဆုံးခိုင်ဝါလင်းတော့အသက်15နှစ်ကျော်နေပြီ။တနင်္လာသာတားငယ်လေးကိုခန့်ဝေလင်းအောင်လို့အမိပေးတယ်။ရဲရွာက လူတွေကတော့ဒေါ်မာဝင်းမိထွက်တဲ့အထိကိုညီပေးကြတယ်။စမ်းတော်စမ်းနေမောင်ဝင်းရဲ့အခုဆိုရွာတွေကလူတွေကောလာဟာလာတစ်ခုတောင်မှပြောနေကြတယ်။ဦးစန်းလင်းကတားငယ်ကိုခြေပိုးပြီးတော့ပြောဆိုပါတယ်။ဘာတွေများပြောလို့လဲကိုစန်းလင်း နင်သားကဒူးထောင်ကျောင်းကတရေဝင်စားတာတဲ့။အိုးပောက်ကရရပြောတော့မယ်။အေးဟာတနေ့ကဘာကြီးထိုင်ကပြောတယ်။ဒူးထောင်ကျောင်းမှာချောင်းတွေကတရေကြီးမချောက်တော့တာကြာပြီတဲ့။မှန်မှန်ရရပြောရင်တော့နင်ကိုဝင်ရပြီကတည်းကအဲ့ဒီကျောင်းမှာတရေကြီးမရှိတော့ဘူးတဲ့။အဲ့ဒါသူကနင်သားကတရေဝင်စားတာလို့ပြောတယ်။ကြံ့ကြံ့ဖမှန်ကိုဆန်လင်းရဟုတ်ပါမလား။ရွာသားအများစုကတော့ဘာကြီးထိုင်ပြောတဲ့အတိုင်းပဲလက်ခံတယ်။ဒီလိုနဲ့ခန့်ဝေလင်းအောင်ကိုရွာကလူတွေက ဘိုးတရေဘိုးတရေလို့ခေါ်ဆိုကြတယ်။အချိန်သုံးနှစ်ခန့်ကြာပြီးတဲ့အခါမှာတော့ဦးဇန်လင်ဟာလေချောင်းကင်ဆာဖြစ်ပေါ်တယ်။ဒီလိုနဲ့ဓမ္မဝင်းဟာယောက်ျားဖြစ်သူကိုအနီးကပ်ပြုစုတယ်။ဒီခါမှာအရင်စီးပွားရေးဟာပြုတ်လဲလာပြီ။ငကူကလေးကမှချမ်းချမ်းသာသာမဟုတ်တဲ့အတွက်တန်ဃာမိသားစုဟာစေဘိုးတက်စာဘိုးတွေကြောင့်စုဆောင်းထားသမျှကုန်ခန့်ကအကျွေးတွေပြလာတယ်။ဒီခါမှာအရင်စီးပွားရေးကလည်းအမအကြီးဆုံးခိုင်ဝါလင်းရဲ့ပခုံးမကိုရောက်လာတယ်။ခိုင်ဝါလင်းကအသက်၁၈နှစ်ပြည့်ပြီးအပြိုကြီးဖြစ်နေပြီ။အမေ မီးကတန်ခါတဲ့တမီးဆိုတော့တမီးတန်ခါလုံးမယ်ဖြစ်ပါမလားတမီးတမီးကအပြိုလေးလေးတန်ခါအလုံးဆိုတာယောက်ျားသားတွေသာလုပ်တဲ့အလုပ်ပဲတမီးတန်ခါလုံးရင် မတော်တဲ့သူနဲ့တွေ့တော့မှအမေရင်ကျိုးနေအောင်မယ်မတက်နိုင်ဘူးမေလောလောဆယ်တော့တမီးတို့စားတောက်ဖို့ငွေလိုတယ်အဖေအတွက်ဈေးဝယ်ပေးဖို့ငွေလိုတယ်တမီးကတော့လေတန်ခါလုံးနဲ့ပဲငွေရှာမယ်လို့ဆုံးဖြတ်လိုက်ပြီဒေါ်မဝင်းလည်းစိတ်တက်ခံပါတဲ့တမီးဖြစ်သူခိုင်ဝင်လင်းကိုတားမရတာမို့လို့ နောက်ဆုံးမှာခေါင်းငိတ်လက်ခံရတယ်။ခိုင်ဝလင်ကမြမအငယ်ဆုံးမူလင်ကိုကြည့်ပြီးတော့မူလင်ညီလေးကြောင်းထွက်တော့ငါကငါရှာပေးမယ်။ညီကငါတွေကိုရွာတွေကိုပတ်ရအောင်။မူမူလင်ကခေါင်းငိတ်နေ။ဟဲ့အလမနင်ကစားတော့တယ်။ဒါတော့နင်ကြောင်းမထွက်နဲ့။အိမ်မအမေကိုကိုညီချက်ပြုတ်ရင်နဲ့ကြောင်းဆက်တက်။နင်ရဲ့ကြောင်းစည်းကိုငါထောက်မယ်။အလမတို့ဇာလင်လဲမမကြီးစီတင်မြခေါင်းငိတ်နေ။အဲ့ဒီညနေမှာပဲ အဖေးရလက်ဆွဲတော့ပိုက်တန်းတွေကိုယူလို့ဆက်နတောင်လေကလေးကိုဖြုတ်အိမ်မောကဆင်းလာတဲ့အခါတုံးနဲ့အရွယ်ရှိတဲ့ဘူတရဲ့ခိုင်ဝါလိုင်းနာကိုတိုးကပ်လာတယ်။မမကြီးတားလဲလိုက်မယ်။နင်းကဗားလိုက်လို့မလဲအိမ်မှာပဲနေစမ်းမမောင်းလေး။မဟုတ်ဘူးမမကြီးတားလဲလိုက်ချင်တယ်။ဒီကမှဒေါ်မဝင်းကဆင်းလာတယ်။အေးဟဲခလေးကလိုက်ချင်တယ်ဆိုလဲခေါ်သွားလိုက်ပေါ့။ငယ်လဲအဖော်ရတာပေါ့သမီး။ဒီလိုနဲ့ခိုင်ဝါလိုင်းလဲ လေဦးထိတ်မှဗိုလ်တရဲကိုတင်ပြီးတဲ့နောက်လေကိုလှောက်ခတ်ကလေငါထွက်လာတယ်။ညနေနေဝင်ချိန်ရောက်တာကြောင့်ကောင်းကင်မှာဖြစ်ပေါ်နေတဲ့တိမ်ဆိုင် တိမ်သားတွေဟာညနေခင်းနေအောင်ကြီးကို ထိမှန်ပြီးတော့ပစုံစီအောင်တန်းနေပါတယ်။ခိုင်ဝါနေဟာလေကလေးကိုလှောက်ခတ်လိုက်ရင်လည်းငါးပိုက်ချဖို့နေရာကိုရှာဖွေမိတယ်။လူထောင်ကျုံကိုခက်ရိပ်ရိပ်မြင်နေရတဲ့နေရာကိုရောက်တဲ့အခါမှာတော့လေဦးထိတ်မှာထိုင်နေတဲ့ဗိုလ်တရဲနေရာတစ်ခုကိုလမ်းညွှန်ထိုးပြတယ်။မမကြီးဟိုးကိုသွားမယ်။ဟိုးကတပ်ပင်အုပ်ကြီးကိုသွားချမယ်။ ခိုင်ဝါလင်းလဲဘိုးတရဲလက်ညှိုးထိုးတဲ့နေရာကိုကြည့်တယ်။အဲ့ဒီနေရာကငါတော့ရတယ်မောင်လေး။တရဲတော့အရန်ချောက်တယ်။မမကြီးတို့တခြားကောသွားရအောင်။တရဲမကြောက်ပါနဲ့မမကြီး။ဒါရှိတယ်။အဲ့ဒီကိုသွားရအောင်။ခိုင်ဝါလင်းလဲတရဲမကြောက်တဲ့ဖို့အဲ့ဒီပြင်ဒီနေရာမှာငါမမရတယ်လို့အများကဆိုတာကြောင့်လေကိုဒူးထောင်ကျုံမက်ကိုထိုးကုတယ်။ဒူးထောင်ကျုံနေရောက်တဲ့အခါလေကလေးတစ်စီးကဒူးထောင်ကျုံလေးကနေထွက်လာတယ်။ခိုင်ဝါလွင်ဟာဘိုးတရေနင်တို့တီကို ဘာလာလောက်ကြတာလဲဘာကြီးထိုင်ကပြောဆိုပြီးတော့သူတို့လှေနေကိုတိုးကလာတယ်သမီးတို့ငါးပိုက်ချမလို့ဘာကြီးထိုင်ဟာငါးပိုက်ချတယ်ဆိုတာတညလုံးချတာနော်ပြီးတော့နေငါမိမ့်မပြိုလीနော်လူနဲ့ရံကိုလည်းကြောက်ရတယ်နောက်ပြီးတော့ဒီနေရာကတင်းရဲလဲချောက်တယ်မို့လားတင်းရဲကတော့ကြောက်မနေပါနဲ့ဗျာတားရှိတယ်တားကတော့မကြောက်ဘူးနောက်ဆုံးမှဘာကြီးထိုင်ကပြောမရတာကြောင့်လက်ရှုပ်ကလှေကိုဆက်လက်ပြီးတော့လောက်ခတ်သွားခဲ့တယ်ခိုင်ဝါလင်းတို့မောင်နှမတွေလည်း ဒူးထောင်ကျုံကြီးကိုရောက်လာတယ်။ရေပြင်ပေါ်ကိုအုံဆိုင်ကျနေတဲ့တစ်ပင်ကြီးတွေရဲ့ကြောင့်ဒူးထောင်ကျုံကပို့ပြီးတော့မောင်းမင်းနေပါတယ်။ဟိုင်ဝါလင်းကတော့ငါးဖန်းပိုက်တန်းဖို့နေရာရှာနေတုန်းမှာဘိုးတရဲကလှရဲ့လက်ဆနိုင်လို့ခေါ်တဲ့တိုက်နေရာမှာမတည့်ရတဲ့။တငယ်ချင်းတို့ငါအဖေနေမကောင်းဘူးကွာ။သူ့ကိုစေကူဖို့အတွက်ငါတို့ပတ်စံမများလို့တယ်ဒီတော့ကွာ။ငါကြီးကြီးတွေပေးစမ်းမှာကွာ။ဒီချိန်မှာလေယူတစ်ချက်ဝေးလိုက်တာကြောင့်ခိုင်ဝါလင်းလည်းအယံကိုအေးစိန်သွားလိုက်လို့ထင်ရတယ်။ ဘိုးတရေစကားကိုလည်းထူးဆန်းနေမိတယ်။ဒါပေမဲ့ကလေးမို့လို့စားနောက်တာလို့ယုံမှတ်ပြီးပိုက်တန်းကိုချတယ်။ညတကောင်ရောက်တဲ့ခါမှာတော့၃နှစ်ကျော်သားရှိသေးတဲ့ဘိုးတရေဖလီဝန်ထဲမှာကွက်ကွက်လေးအိတ်နေပြီဖြစ်တယ်။အပြိုလေးခိုင်ဝါလင်ကတော့မအိတ်ရဲ။ဘုရိတယောက်ျားရဲ့ရံကိုကြောက်ရတယ်လို့တရေတပတ်ရံကိုလည်းကြောက်တာကြောင့်ဓာတ်ကိုလက်နဲ့ကင်ကတညလုံးငုတ်တော့ထိုင်ခဲ့ရတယ်။ဒါပေမဲ့တရေအချောင်းမခံရတဲ့ပြင်ရိုးကနေရေခနေတော့မတွေ့ရဘူး။ဒီလိုနဲ့မနက်ဝယ်လေးဝင်တဲ့ချိန်မှာပိုက်တန်းတွေကိုဖြုတ်တယ် ဒီခါမှာပိုက်တန်းတွေမှာမရန်အကောင်ကြီးတွေဖွဲ့ဖွဲ့လှုပ်နေတယ်။မပတ်ကြီးတွေကိုလည်းတွေ့ရတယ်။ဖန်စီပြီးတော့လေဝင်းထဲကိုထည့်တဲ့ခါရခင်ကားတဲ့ဆာရဲ့ငါးကြီးငါးကောင်းတွေရတာမို့လို့မောင်နှမအားလုံးပဲပျော်ရွှင်စွာနဲ့အိမ်ကိုပြန်လာခဲ့ကြတယ်။ခိုင်ဝါလင်းကနေရောညပါငါဖတ်ကျင်တယ်။ခိုင်ဝါလင်းတယောက်လောဘကြီးတယ်လို့မဆိုတာအိမ်ရဲ့စားသိအပြင်အဖေဖြစ်သူရဲ့စေဘွားကလေးတာမကအတုံးလုံးနဲ့ချေယူထားတဲ့အကြီးတွေကိုပြန်ဆက်ကျင်တယ်။ဒါကြောင့်နေရောညပါငါရှာထွက်တယ်။ ဗိုလ်တရဲနဲ့ခိုင်ဝါလင်ဟာတန်ခါတကြီးဖြစ်မှန်းမသိဖြစ်သွားတယ်။မမကြီးဒူးထောင်ကျုံကိုပဲသွားဒါငါမမရပြီမေးအေးကွာဒီနေ့ငါတွေရတာများလို့ကတော့ငါမောင်လိုချင်တာဝယ်ပြီမေးဗိုလ်တရဲကလေဦးထိတ်မှထိုင်ပြီးတော့စဉ်းစားတယ်။ဒါဆိုပါဝါရိန်ဂျာရုပ်လေးဝယ်ပြီးမလားအေးပေါ့ကွာဝယ်ပြီးမှာပေါ့သူတို့မောင်နေမှာနှစ်ယောက်ဒူးထောင်ကျုံနဲ့အင်းထောင်ရွာတုတ်တန်ကြီးနေကိုရောက်လာတယ်။ဒီနေရာကခုလုံးဟာကျုံကြီးလိုဖြစ်နေတယ် အင်တောင်းတုတ်တန်ကြီးကလည်းအုတ်ကူတွေဖြူဖြူဖွေးလို့မြေပုံမမှုတွေကလည်းဘလဘွားဖြစ်နေပါတယ်။ထုံးစံတိုင်းဘိုးတရေကလေဦးထိတ်မှမတည့်ရတဲ့။တငယ်ချင်းတို့ဒီနေ့တော့ကွာငါ့ကိုငါးကြီးငါးကောင်းတွေမြမြပေးစမ်းပါကွာ။ငါပါဝါရိန်ဂျာရုပ်တွေလိုချင်တယ်။ခိုင်ဝါလင်းကဒူးထောင်ကျုံဤလေကတ်တာနဲ့ဘိုးတရေကကျုံမပြေတက်သွားတယ်။ပြီးတော့စော့ကစားတယ်။ခိုင်ဝါလင်းကတော့မနဲ့တပိုင်းငါးပိုက်လိုက်ပြီးထောင်းအပြင်းနေ။ခိုင်ဝါလင်းကငါးပိုက်ထောင်းရင်းနဲ့ဘိုးတရေကိုကက်ကက်တယ် ဘိုးတေးကတယောက်တည်းစောကစားနေတာဖြစ်ပေမဲ့ကစားပုံကတယောက်တည်းကစားတဲ့ကစားနေမဟုတ်ဘူးတခါတရံလေးတဲကိုလက်သေးနဲ့ထိုးနှက်တတ်သူတစုံတယောက်ကပြေးတာကြောင့်သူကလိုက်တန်းတပံသူကပြေးပြီးတစုံတယောက်ကလိုက်ပြီးတော့ဖမ်းတဲ့ဟန်နဲ့စောကစားတတ်တယ်နေ့လေထမင်းစားတော့ပြီးပိုက်တန်းဖော်တဲ့ခါမှာငါးတွေမနေရတယ်မနေ့ပိုင်းမှာငါးအရာနေတယ်လို့ဆိုကြပေမဲ့အခုတော့ပိုက်တန်းဆွတာနဲ့ငရက်ငပတ်ငလုံးတွေဟာအထွေးလိုက်ထွေးလိုက်ပလာကြတယ်အဲဒီကအရန်ကိုထိုးချတယ်လို့ပြောရမယ် အရင်တုန်းကအဖေတို့ငါးဖက်ရင်စတီးစလုံးကြီးတစ်လုံးစာရဖို့တောင်မှတညလုံးငါးပိုက်ထောင်ရပေမဲ့အခုတော့လေဝမ်းပြည့်လို့နေပါငါးကောင်တွေရပြီးတော့ရတဲ့ငါးတွေကလည်းဈေးကောင်းရတဲ့ငါးကောင်းကြီးတွေဖြစ်တယ်။မောင်နှမနှစ်ယောက်ပျော်ရွှင်စွာနဲ့ပဲအိမ်ကိုပြန်လည်လှောက်ခတ်လာရဒိုးထောင်ကျုံအထွန်းအားရောက်မှာတော့ဘူတရဲကနောက်ကိုလှည့်ကြည့်တယ်။တငယ်ချင်းတို့လိုက်မလာနဲ့ငါပြန်လာခဲ့မယ်။တယောက်တည်းစကားပြောနေတယ်။အော်မင်းတို့ကဘိုက်စားလို့လား။အေးအေးအေး ငါကြွေးမယ်။ဘိုးသေးကလေဝန်ထဲကငါးတွေကိုကောက်ခိုင်းတယ်။ပြီးတဲ့နောက်ငါးသုံးလေးကောင်ကိုရေထဲကိုပစ်ချပေးတယ်။ခိုင်ဝါလင်းဟာဘိုးသေးရဲ့လုပ်ပုံကိုကြည့်ပြီးတော့မသိကျင်အောင်စောင်းထားတယ်။ဟာငါးတွေအများကြီးပဲ။လေကတ်တဲ့ခါမှာကန်းဆက်မှာစောင့်နေတဲ့ညီမငယ်မမူလင်ကပျော်ပျော်ရွှင်ရွှင်နဲ့ပြောဆိုတယ်။မမူလင်ကပညာရေးမှာအကျိုးမပေးပေမဲ့ဈေးရောင်းချတဲ့ခါမှာတော့အကျိုးပေးတယ်။အခုဆိုငါးရောင်းချင်းတူတူရွာထဲကလူတွေဟာမမူလင်စီမှာငါးဝယ်စားကြတယ်။ အင်းကမမိုးလေးတော်မှ ရွာမှ9ရောင်ရာပို့ချန်နေရကြောင်းတခြားရွာကိုတောင်သွားပြီးတော့ရောင်းချရတယ်။မမိုးလေးနေ9ရောင်ပြီးအပြန်ရွာထိပ်ကစတုဆိုင်မှာပါဝါရိန်ဂျာရုပ်တရုပ်ဝင်လာပြီးခိုင်ဝါလင်းနဲ့ဘိုးတရဲတို့ဟာအိမ်မှာအနားယူကြတယ်။ညနေဆောင်တဲ့အခါမှာတော့ညဘက်9ရှာဖို့အတွက်ဖက်ရအောင်ပဲမကြခင်မှာမမိုးလေးက9ရောင်ချပြီးပြန်လာတယ်။ပါဝါရိန်ဂျာရုပ်ကိုမျောနေတဲ့ဘိုးတရဲအိမ်မိုးကိုတက်လာတိုင်းမမိုးလေးကိုပြေးသွားတယ် မမလေးတသားမလိုက်တဲ့ပါဝါရင်ဂျာရောမမမလေးကတစ်ချက်မျက်နှာပြတ်သွားတယ်ခုလေးမမလေးလည်းဝဲပေးမလို့ပဲစတိုးဆိုင်ကအတော်ကြီးကမမလေးတို့ယူထားတဲ့အကျွေးတွေကိုစက်အောင်လို့ပြောတာနဲ့အတိုးတွေကိုပဲထည့်ပြီးစက်ခရတယ်ဒီကမှဘိုးတရဲဟာမျက်ရည်ပေါက်ကြီးငယ်ကျလာပြီးတော့အိမ်နောက်ခန်းကိုဝင်သွားတယ်အိမ်မှာရေးချရှိတဲ့ဘိုးတရဲတစ်ခါမှငိုကြည့်ချင်မှမငိုဘူးငိုကြည့်တဲ့အခါမှာအိမ်ထောင်ခန်းကိုသွားလို့ဒုဒုထိုင်ပြီးတယောက်တည်းငိုကြွလေးရှိတယ် မြမငယ်မမူသွင်းရဲ့လောက်ရက်ကိုလည်းအပြစ်မဆိုတာစတိုးဆိုင်မှာအကျွေးယူထတာကများနေတဲ့အတွက်အတိုးပြန်ဆမ်းမှတော့ကကြမှာမလို့အမကြီးခိုင်ဝါလည်းတယောက်အခန်းထဲကိုဝင်လာတယ်။ဘာမှမငိုပါနဲ့မောင်လေး။နောက်နေ့တော့မမကြီးဝယ်ပေးမယ်။မုံနေမမကြီးတို့ကမုံနေမမကြီးတို့ကဂရိမတီးဘူး။ဂရိမတီးတဲ့လူကိုတတမုံနေငိုယုံနေတဲ့ဘိုးတင်းရဲကိုဖတ်ထားပြီးတော့ခိုင်ဝါလည်းလည်းမျက်ရည်တွေစီးကြလာတယ်။ အညာကငါးပိုက်ထောင်မထွက်တဲ့ခါမှာဘိုးတရေတယောက်မျက်နှာမကောင်းမလိုက်ချင်ပေမဲ့သူ့အမကြီးခိုင်ဝါလင်ကိုလည်းအဖော်လုပ်ပေးချင်တာကြောင့်လိုက်လာခဲ့တယ်။မောင်နှမနှစ်ယောက်လှေကိုလှောက်ခတ်လာရင်လည်းဒူးထောင်ကျုံအနေရောက်မှာတော့တခြားလှေတစ်စင်းကိုတွေ့ရတယ်။အဲဒီလေပေါ်မှာယောက်ျားသား၄ယောက်စီးနေလာပြီးတော့တောက်စားမိုးရိမ်နေကြတယ်။ခိုင်ဝါလင်နဲ့ဘိုးတရေတို့လှေလှော်တာတော့တွေ့တဲ့ခါမှာအဲလူတွေကသူတို့လှေနီးကိုလှောက်ခတ်လာတယ်။ဟေးညီမလေးငါဖမ်းမလို့လား အကိုကြီးတို့ဝိုင်းကိုပေးရမလားယောက်ျားသားတွေကပီတီတီမျက်နှာထားနဲ့ခိုင်ဝါလင်ကို စားကြနောက်ကြတယ်လူကြီးတိတ်ဆိတ်တဲ့နေရာဖြစ်တဲ့အတွက်အဲ့ဒီယောက်ျားသားလေးယောက်မကောင်းကြံနေတော့ခိုင်ဝါလင်ဘာမှမတတ်နိုင်ဘူးဒီလိုနဲ့လေကိုတစ်ဖက်ကိုပြန်လှည့်တယ်ခိုင်ဝါလင်ထပ်ပြေးမယ်ဆိုတာသိတာကြောင့်အဲ့လူတွေဟာလေကိုလှောက်ခတ်ပြီးတော့လိုက်ကြတယ်ဒါပေမဲ့ခိုင်ဝါလင်ကတယောက်အားနဲ့လှောက်ခတ်နေခြင်းဖြစ်ပြီးအဲ့လူတွေကနှစ်ယောက်သုံးယောက်ဝိုင်းလှောက်ခတ်ကြကြောင့်မကြခင်မှာခိုင်ဝါလင်တို့လှေနေကိုလှုပ်ခတ်လာတယ်ဒီကြမှာငိုယုံနေတဲ့ဘုဒ္ဓရဲ့ ခိုင်ဝါလေးကိုတစ်ချက်ကြည့်တယ်။မမကြီးဘာဖြစ်တာလဲ။ဟိုဟိုလူတွေလေ။ဟိုလူတွေကမမတို့ကိုရံပြုံးမဲ့သူတွေပဲ။ဘိုးသေးကအဲ့လူတွေကိုမျက်မှောင်ကျုပ်ပြီးကြည့်တယ်။ကျောင်းလန်းရွာကလူမိုက်တွေဖြစ်မဲ့မမကြီးမမကြီးကြောက်ရင်တာသူသူတို့ကို မောင်းထုတ်ပေးမယ်။ခိုင်ဝါလင်းဘာမှပြောပဲနဲ့လေကိုလှောက်ခတ်တယ်။တစ်ဖက်လေကလေချင်းကက်လာတဲ့ကား။ဟဲ့လူတွေသွားကြ။ကျုပ်အမကခမရတို့လာတာကိုမကြိုက်ဘူးသွားကြ။အောင်မ ကောင်လေးကအလာသားပဲကွာဟာမသွားဘူးကွာငါတို့ကမင်းကိုချစ်လို့ကွာမင်းစီလာတာဘိုးတရေကမျက်မှောင်ကျုပ်တယ်တငငချင်းတို့ဒီလူတွေလေးကိုခတ်ဝဲဝဲရအောင်ပို့လိုက်စမ်းပါကွာဘိုးတရေပြောတဲ့ခါမှာအဲ့ဒီလူတွေလှော်နေတဲ့လေဟာအရှိကိုဆက်ပြီးမသွားတော့ဘူးခေါင်းကလေးလည်းအယန်းကိုထူဆန်းပြီးတော့ကြည့်နေမိတယ်ဟိုလူလေးရောက်ဟာမျက်စိပြက်မျက်နှာပြက်နဲ့လေကိုအားဆိုင်လှော်ဝဲမဲ့အရှိကိုမရွေ့အဲ့ဒီပြင်တဖြည်းဖြည်းနဲ့အဲ့ဒီလူတွေစင်းနေတဲ့လေဟာ ောက်ပြန်ကြီးရေရှွာသွားပြီးတော့ရေစီးအားနဲ့မျောလို့အင်းခလေကောင်ကိုမျက်ပါသွားတယ်။အဲ့လိုလေကြောက်အားလန့်အားနဲ့လှေကိုအားကောင်လှောက်ကပ်ပြီးတော့ပြေးကြပါရယ်။ဘိုးတရေဖြစ်ကိုကြည့်ပြီးတော့ခိုင်ဝါလင်းဗစတာမပိတ်နိုင်အောင်ဟန်အောင်နေတယ်။ဘိုးတရေကတော့ငုံမွေးမဲ့မျက်နှာထားနဲ့ရှိနေသေးရ။အဲ့ညာတော့ငါးပိုက်တန်တွေဆက်ထောင်နေ။ဘိုးတရေတိတ်ပြီးတော့ရှင်ရှင်ပြပြမရှိဘူး။မနဲ့ဝေလီဝေလင်းငါးဖော်တဲ့ခါမှာတော့ပိုက်တန်းမှာငါးမတွေ့ရဘူး။ငါးရပြီမဲ့လေငါးဖြင်းငနုတ်လေးတရာရရှိပြီးတော့ အိမ်စားဖို့ရင်းစားတော့မလုပ်ဘူး။ခိုင်ဝင်လေးလဲဘိုးသေးရဲ့ကြောင့်ဆိုတာသိပြီးတဲ့နောက်ဘိုးသေးကိုခေါ်ဆောင်ပြီးတော့ရွာကိုပြန်လာတယ်။ငားရီဖို့စောင့်နေတဲ့မမှုလင်းတော့အယံကိုအံ့ဩတော့တယ်။မမကြီးငားမရခဲ့ဘူးလား။ခိုင်ဝင်လင်းဘာမှပြောတော့ပဲနဲ့ဘိုးသေးရဲ့ကိုလက်ဆဲကရွာထိပ်ကိုထွက်လာတယ်။ရွာထိပ်မှာရှိတဲ့စတိုးဆိုင်ကိုရောက်တဲ့အခါမှာဘိုးသေးရဲ့လိုချင်တဲ့ပါဝါရိန်ဂျာရုပ်ကိုဝယ်ပြီးတဲ့အခါမှာတော့ဘိုးသေးရဲ့ပြန်ပြီးတော့ရွှင်ပြူလာတယ်။ခိုင်ဝင်လင်းဘိုးသေးကိုဖတ်တယ် နောက်ဆိုမောင်လေးလိုချင်တာကိုမမကြီးအကုန်ဝယ်ပေးမယ်နော်။ဘိုးတေးကခိုင်ဝါလင်းကိုတောင်းဂယုမဆိုင်အားတော့ပဲနဲ့အယုတ်ကိုစောင့်နေတယ်။ခိုင်ဝါလင်းလည်းဘိုးတေးရဲ့နှဖူးကိုနန်းရှုံးလိုက်ပါတယ်။ဒါဆိုရွာလေးကလူတွေပြောတာတကယ်ပဲပေါ့။ခိုင်ဝါလင်းကဘိုးတေးရဲ့ထူးခြားချက်ကိုမိခင်ဖြစ်သူဒေါ်မဝင်းကိုပြောပြတယ်။ဒါဆိုကျုပ်ချိန်တန်လုံးကျွတ်သွားတာလား။ဒါမှမဟုတ်လူဝင်စားချင်လို့များငါတို့စီရောက်လာတာလား။ခိုင်ဝါလင်းကကောင်းခါတယ်။သမီးတော်တေချာမသိဘူးမေး။ ဒါပဲဖြစ်ပြောမောင်လေးကတမီးတို့နဲ့ရေစက်ရှိလို့ရောက်လာတာပဲဖြစ်မယ်။တန်ငါလုံးနဲ့ဘလောက်ပဲဝင်ဝင်ကောင်းပါစေ။ကင်ဆာဆိုတဲ့ရောဂါဆိုကြီးကိုအန်တုကုသဖို့အတွက်ငွေကြေးမလုံတော့တာကြောင့်တနေ့ကကြာမြင့်တဲ့ခါမှာတော့ဦးဆန်လင်းတယောက်လဲချောင်းကင်ဆာရောဂါနဲ့ဆုံးပါသွားခဲ့ပါတယ်။ဦးဆန်လင်းတေဆုံးသွားပြီးတဲ့အခါဒေါ်မဝင်းကတမီးကြီးခိုင်ဝါလင်းကိုတန်ငါမလုံခိုင်းတော့ဘူး။တန်ငါလုံးဟာအရန်ကိုပြင်မနာကြောင့်တနေ့ကလုံကင်ခဲ့တဲ့ခိုင်ဝါလင်းအသားရည်တွေနေလောင်ပြီးတော့မေတုလို့အပြိုရုပ်တော်မပေါက်တော့ပဲ တင်းဒိတ်တွေပလက်ပွားနဲ့အဖွားအိုကြီးလိုဖြစ်လာတယ်။အမေကရွာထဲမှာအလုံးလုံးပဲမမိုလင်ကလည်းငားရောက်နေရကနေဟင်းနေဟင်းရွက်ကုံစင်းတွေရောင်းချပြီးအစဉ်ပြေတာကြောင့်ခိုင်ဝလင်လည်းတန်ငါအလုပ်ကိုဆက်လုပ်တယ်။အခုဆိုရင်ဘိုးတရေတောင်အိမ်တော်ကြလို့ခလေးတယောက်ရနေပြီ။တိုင်မီတုံးယောက်ကအိမ်တော်ရဲ့သားချကအလုပ်ကိုစီနဲ့ကြက်တကောင်ရွာကထွက်ခွာသွားကြပြီမဲ့ဘိုးတရေကတော့မိခင်ဖြစ်သူဒေါ်မဝင်းကိုလှုပ်ကြွေးလို့ဆက်လက်နေထိုင်နေပါလေ။ဒေါ်မဝင်းကလည်းအတော့ကိုအုံမင်းနေပြီ ဘိုးတရေဟာယာလုံငန်းနဲ့စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကင်လို့အတန်မိုးပြီမဲ့တခါတရံငားစားကျင်တဲ့ခါမျိုးမှာလေတစင်းနဲ့ထွက်ခွာသွားလိမ့်ရှိတယ်။သူသွားလိမ့်ရှိတဲ့နေရာကတော့ငငယ်ကသူစော့ကစားခဲ့မှုတဲ့ဒူးထောင်ကျုံကိုဖြစ်ပါလေ။အမေကျုပ်တော်ငားလေးပါလေဟင်းစားသွားရှာအောင်မေ။ဘိုးတရေကဟင်းစားလို့ပြောကငားရှာထွက်သွားရင်ပြန်လာတဲ့ခါမှာအိမ်စားဖို့ပဲရတယ်။တခါတရံဘိုးတရေပါစစ်ကိုပေါ့လည်းမသိငားမများရှာလာမယ်လို့ပြောရင်တော့အိမ်စားဖို့ပြင် အနီးပါးကိုတောင်ရာချနေတဲ့အထိငားမများရရှိတဲ့တဲ့။ညနေဆောင်းခဲ့ပြီ။အင်းဆက်မှာတိဆောက်ထားတဲ့အိမ်မော်ကတော့မဝင်။အင်းရေပင်ကြီးကိုငဲကြည့်မိတယ်။ဒီခါမှဘုသင်ရဲ့ကသူ့ရဲ့မိန်းမနဲ့စကားပြောနေတယ်။ဒီချိန်ငါပတ်ကြီးတွေအသားတွေတော်တော်ဆူနေမှာပဲ။ငါဟင်းစားငါဘတ်သွားရှောင်မယ်ကွာမိန်းမ။ဇပလင်လေးထောင်းပြီးတော့ငါဘတ်မှွေဆိုင်တိတ်ကောင်းမှာပဲ။ဘုသင်ရဲ့ကပြောဆိုပြီးတဲ့နောက်ပိုက်တန်းတွေကိုဖြုတ်ကအိမ်မော်ကဆင်းမှုပြင်းနေ။ ဒီခါမှဒေါ်မဝင်းကဒါဒီအာကုတလုပ်တဲ့ကိုစက်မလုံစမ်းမနဲ့ဒါအမေတို့ဝယ်စားနေပြီလေဝယ်လဲဝယ်စားနိုင်မျိုးစားဒါပေမဲ့ဘိုးတင်ရဲ့ကခေါင်းပါတယ်အမေရကျုပ်လည်းအခုလိုနေတိုင်းရှာနေတာမှမဟုတ်တာဗျတပတ်တခါတောင်ဆင်းတာမဟုတ်ဘူးလေအခုလည်းအမေကြိုက်ငပတ်သွားရှာမယ်မမကြီးကပြောဘူးတယ်ဗျအဖေနဲ့မေကငပတ်တိတ်ကြိုက်ဆိုပဲငပတ်ဟင်းချက်ရင်ထမင်းလေးလုံးချက်ပြောင်းရောတဲ့ဘိုးတင်ရဲ့ကပြောဆိုကအင်းအောင်ကိုဆင်းသွားပါတယ် တော်မဝင်လဲသားဖြစ်သူဘိုးတင်းရဲ့ကြောကုန်ကိုကြည့်လို့အတွေးစားတဲ့ခေါင်းထဲကဝင်လာကမျက်ရည်တွေစိကျလာခဲ့ပါတယ်